KK Hunter Channel ကိုအားပေးနားဆင်နေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်ရဲ့ KK Hunter မှာတဘာဝကျိလက်တန်ကဇလန်းကောင်းနေတဲ့ရှားပမုံဆိုဇလန်းကောင်းနေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်းလေးကတော့စာရေးဆရာဆင်ဖြူကျွန်းအောင်သိန်းရေးသားထားတဲ့ဂျိုးထောင်နဲ့ညွတ်တဖုံဇလန်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။အမေအင်ကိုဘသူလာတာတော့အမေဒေါ်တော့ကကောင်းမော်ပြီးစဉ်းစားတယ်ဘသူမှမလာဘူးအဲ မိသူမမလာဘူးလို့ပြောမယ်လို့ပြုတ်ပြီးမှ နေရောက်ဖားတော့လာတာမြင်လိုက်တယ်လို့လိုပဲအဲဒီလိုမရေမရာဖြစ်တယ်အေးဆောင်ကအိမ်အောင်ရှင်မဟုတ်တဲ့အတွက်မိသူမရောက်ဖားမရှိနိုင်ပါဒါပေမဲ့ယင်းဒီသူများကနေကောင်းပါလို့ခေါ်တဲ့များတွယ်ကရှိတယ်ကြိုင်နေကြတာက၃နှစ်ကျော်ပြီမယူနိုင်ကြသေးအဲဒီများတွယ်မှာငွေအိုးအမိရှိတဲ့မောင်ငယ်တစ်ယောက်ရှိတယ်အမေပြောတဲ့နေရောက်ဖားကအဲဒီသက်သာဝါပင်ဖြစ်တယ် ဘာလာလောက်တာတော့အမေအမေကိုလမ်းမီတော့မှရန်လုံကကြက်ကို လိုက်ကြိုက်နေတယ်ကြက်ကစူညံစွာအော်ဟစ်ပြီးရှောက်ပြေးတယ်ကြက်အော်တန်းကြောင့်အေးဆောင်အမေကိုအမေမကြအေးဆောင်ကရန်လုံကိုလိုက်လမ်းမောင်းနေရတယ်ရန်လုံအလိုက်ရက်ပြီးမဲ့ကြက်က ကတော်၍မပြီးသေးငွေဦးဘာလာလောက်တာတော့အမေကြက်ကတော်တန်းဆဲတဲ့အထီဆောင်ဆိုင်ပြီးကမှအေးဆောင်မေးနိုင်တယ်အမေထံကအပြေမလာတာကြောင့်တင်းကုတ်ထဲကထွက်လာမှာ အမေကအိမ်ရှိကိုရောက်လာတယ်။အမေကနားထိုင်ပြီးစကားအခွန်နိုင်ကိုနားမလဲ။နင့်ဘာမေးတာတော့။အမေချွေးမရမှဘာလာလောက်တာတော့။ဒေါ်တော်မျက်လုံးပိတ်အောင်ရဲပြောတယ်။အဲ့ဒါမင်းရောက်ဖားပေါ့ငါသားရဲ့။ဟုတ်ပါပြီလေ။အဲ့ဒီကောင်တင်းကုတ်တဲ့ဝင်းသလားအမေ။ဘာတွေယူသွားတာမြင်လိုက်တယ်လေ။တင်းကုတ်တဲ့ဝင်းသွားတာဖြစ်ပေမဲ့ဘာတွေလောက်တယ်လဲဘာတွေယူသွားတယ်လဲဆိုတာစောင့်ကြည့်ရမယ့်လူမမဟုတ်တာပဲဟဲ့။အေးဆောင်က ငူထောင်ရံချက်သုံးပုံလှုပ်ထားတယ်။အဲ့ဒီအထက်မှတဖုံပြောက်နေတာကြောင့်မကြီးမသားရှုံမဲမဲဖြစ်နေတဲ့အမေစကားကြောင့်မျက်နှာသာပြောင်းသွားတယ်။ငွေဦးကိုစောင့်ကြည့်ရင်မယုံနိုင်ရရောက်တယ်။လူပြိုပေါက်ဖြစ်နေတဲ့ငွေဦးကသူ့ဆောင်အကြည့်ခံရကြောင်းသိရင် အမကိုတိုင်မယ်။အဲ့ဒီအမကဒေါ်တော့နဲ့အဆင်ပြေတယ်။ဒေါ်တော့ကလည်းမြေတီအခါကြမှာချွေးမှတော်ဆက်ရမယ်မသိရမင်းကလေးကိုချစ်တယ်အဲဒါကြောင့်မြသွေကတော်တော်ကိုရန်သွေးဖွေးရမရှိ ရန်တွေ့ဖွယ်ရှိတဲ့အခါအေးဆောင်ကသာရန်တွေ့လိမ့်မယ်ရန်တွေ့စရာအကြောင်းမရှိလေကြံဖန်ပြီးရန်တွေ့တတ်တယ်အဲ့ဒီအဆက်ဆက်ကိုတွေ့ရင်သွေးမီးခြင်းအေးဆောင်မျက်နှာထားပြောင်ကတင်းကုတ်သေးကိုပြန်ဝင်တယ်ခေါင်းကုတ်တယ်ဒီကမယူအောင်ဘယ်လိုလုပ်ရပါမလဲအေးဆောင်မှာအကြံရခတ်သွားတယ်ဟဲ့ကောင်ငါလိုညွတ်နဲ့ထောင်ခြင်းငါလိုညွတ်လို့ပါလားအဲ့ဒီလိုမပြောရင်စင်ဆက်အပြင်ငွေအိုးမှာ အမအားကိုနဲ့အေးဆောင်ကို အနိုင်ကျင့်နေခြင်းဖြစ်တယ်။မြို့တဖုံဖြစ်ရင်ခုနှစ်ရက်ခန့်လောက်ရတယ်။အစင်မတင်ပါကခုနှစ်ရက်ကျော်တယ်။အလွယ်ဖြစ်မရတဲ့ဒီညွတ်ကိုမပြောမဆိုယူသွားပါက အလွယ်ကလေး။နေကိုရီညွတ်တွေကိုမမြင်တမြင်ထားပြီးခေါင်းပေါ်မှာတက်တုံးတက်တုံးတင်နေ။ခက်လုံနဲ့ကျိုးစင်နေ။နေကိုကိုဖြစ်စေညွတ်ကိုဖြစ်စေလှမ်းအဆွဲမှာခလုံကျိုးနဲ့ညီးပြီးခေါင်းပေါ်ကတုံးကြီးပြုတ်ကြတယ်။ဟာ မဖြစ်သေးပါဘူးအေးစာကတန်းကိုချက်ချင်းပြန်ဖြုတ်တယ်ယုံထောင်ကြောင်မီဖြတ်တတ်တယ်မိမိရည်ရွယ်ထားတာကငွေအိုးခလုံးကျိုးညီးပြီးအမေကို တုံးပီလင်ဒုက္ခအမေကဝီစီကိစ္စများသူဖြစ်ရာတင်းကုတ်ထဲဝင်ပြီးဟိုအားကန်တရားဆွဲမလုပ်လို့မပြောနိုင်။အိုကြီးအိုကြမတစ်တုံးပီရင်ဒုဂီတာဖြစ်သွားနိုင်တယ်။လုံလုံဒီကိုမလုပ်ရတဲ့အခါအေးဆောင်စိတ်ညစ်တယ်။ပစိုးတတဲ့ကိုပခုံးမော်တင်ပြီးခမကိုစောင်းတယ် ဓမ္မကိုဆွဲတယ်။တခင်ဖြစ်သူအပြင်ထွက်ရန်ဟန်ပြနေတာကိုမြင်တဲ့ရန်လုံကရေထဲတဲ့ဆင်အုပ်ကိုကိုနဲ့ဖီလျံလဲနေရမှာပြေးလာတယ်။အမီတနန်နန်လှုပ်ပြတယ်။ထွက်၍သားလာတယ်။အေးဆောင်ရဲ့ရွေရချက်ကမရှိပါ။ရာထဲကိုသွားရမည်လို့ဇေဦးတရားသွားရမည်လို့တခုပြီးတခုလှုပ်ဆောင်ရန်စိတ်ကူးထားသမျှတို့ကညွတ်တဖုံပြောက်သွားတဲ့အတွက်အစီစဉ်ပြတ်နေတယ်။ပြို့ရှေ့ကလူကြီး ဝေအိုးရဲ့အတမ်းမှန်းသိတဲ့အတွက်အေးဆောင်လှဲ့မစေလှဲ့ကြည့်ပါအောင်ပြနောက်မှအမပါပါတယ်ဝေအိုးကိုစိတ်ကုန်နေတဲ့အခါသူ့အမမြတ်အွယ်ကိုလည်းစိတ်မဝင်စားတော့ပါဒါပေမဲ့သူတို့မောင်နှမမိသည့်အတွက်တကွဲတပါဖြစ်နေရတာလေအဲ့ဒါကိုသိရင်အတွက်လည်းအေးဆောင်လှဲ့ကြည့်တယ်ငွေအိုးကရေးစီလဲပေါ်ရှိရေးစီပေါ်မှာတင်မားလွဲထိုင်းနေတယ်လဲပေါ်မှာမြတ်အွယ်မရှိနွားရဲ့အတွက်ကံရဲခက်ရမှာသူ့အမပါတယ် လဲမမီထွက်လာတဲ့အခါမှာမြာသွယ်မပါတော့ပါ။နွားလီမီဆိုတာကြောင့်စင်းကြံကြဲခြင်းဖြစ်တယ်။အေးဆောင်လိုက်လိုက်လဲလဲမရှိပေမဲ့မြာသွယ်ချေခြင်းလျှောက်လာလိမ့်မယ်လို့ထင်ရတဲ့ဘက်ကိုမျောကြည့်မိတယ်။အဲဒီမှာသူ့အမားဖြတ်တယ်။သူကလိုက်လိုက်လဲလဲမရှိတဲ့မြာသွယ်ကလက်မြောက်ပြနေတယ်။အေးဆောင်တတိမရှိပါ။လက်မြောက်ပြနေတဲ့မြာသွယ်ကိုထားပြီးထွက်သွားရတဲ့တက်တီသူ့မှာမရှိပါ။ရမဆောက်ခြင်းပေမဲ့ရဆောင်နေမိတယ်။ မနေ့တုန်းကလူကိုဘာပြုတ်လို့မမြင်ချင်းရောင်ဆောင်သွားရတာလဲဘာအဲ့လိုအေးဆောင်အောမိတယ်လူမလာသေးဘူးဟိုတင်းတာယာကုန်းကလို့မလုံနဲ့ဟိအဲ့ဒီလိုပြောတယ်ဘာဟိုတင်းတာယာကုန်းအမှာတော့ကျုပ်ရရင်ပေါ်ကဆင်းတော့တော်နဲ့ငါပြောင်းရုံပေးမှတွေ့တာပဲမြားသွဲပြောနေတဲ့နေရာကရွာဦးကျောင်းရှိရရင်ဖြတ်တယ်အေးဆောင်ကရမန်နေ့ကအဲ့ဒီရရင်ကိုရေခတ်ရန်သွားမိရဲ့အေးဆောင်စိတ်တွေတွေ့ဝေးနေတယ်သွားမိတယ်လို့မထင် တော်စမ်းမဘဲကငါပြောယုံပေးလေငါရေခက်မထွက်တာဟောတော်အဖေပစိုးစုပ်ကိုခေါင်းပေါင်းထားတဲ့မြတ်တွေကရင်ကိုလောင်ဝနဲ့ဖေးရင်အေးဆောင်ကိုတအံတော်ကြည့်တယ်အဲဒီနောက်စူးစူးဆတ်ဆတ်ကြည့်တယ်တော်အတကတလောက်လည်းမကြည့်သေးပါဘူးဘဲနဲ့ကြောင့်တလောက်မေ့ရတာတော့တော်ရဲ့အေးဆောင်ကရောင်နာနာဖြစ်နေရတော့တယ်သူကများသွဲပြောတဲ့ကဲ့သို့ចောင်းရည်တွင်ကိုရေခန့်ရန်ရောက်ခဲ့ရုံမှန်လေမိသည့်အတွက်ကြောင့် ရင်ကုန်မေလျော်နေရတယ်လေတော့ဆိုင်ထန်းထဲမှာတန်ပေါင်းတပတ်ရေအိုးတပတ်တော်ရဲ့အဲ့ဒီအချက်ကိုမြတ်သွဲထောက်ပြလိုက်တော့မှအေးဆောင်ရဲ့တတိကဒိုင်ခနဲ့ဝင်းဆောင်တော့တယ်အေးဟုတ်ပြီဟုတ်ပြီအဲ့ဒါအမှန်ပဲအေးဆောင်ကဝမ်းသာအားရပြောပြတဲ့နောက်ကိုကိုကိုအားမလို့အားမရသုံးသက်တယ်ငါဘာဖြစ်လို့နေ့ကိုမမြင်တာပါလဲနောက်ရီစာနဲ့ချင်းထားလို့မှုပြီးမမြင်တာနေ့မှာပေါ့နောက်ရီစာလက်ရှိရီစာအရင်ရီစာ၃ယောက်လုံးက နာမည်တစ်ခုတည်းဖြစ်နေတယ်။မြသွဲတဲ့မြသွဲကအရက်လေးမျက်နာကိုလင်းမြန်စွာအကဲခတ်လိုက်ရကအေးဆောင်အပါကိုကတ်သွားတယ်။ဝမ်ပိုက်ကိုလိန်ဆွဲတယ်။မလုံနဲ့ဟာလွတ်ပါဟာပြောမှန်မှန်ပြောမနေ့တော့ကချက်ကိုဘာလို့မမြင်တာတော့ညွတ်တန်ဖုံပီးစီးသွားလေတာကြောင့်ဝမ်းသာလုံးဆိုးပြီးမြသွဲကိုမမြင်ချင်းဖြစ်တယ်။ခိုင်ခိုင်မာမာကြီးကြီးမားမားအချက်ဆိုလို့ဒီတဲ့ချက်သားရှိပြီးအေးဆောင်မပြောရဲတခါက ။ရာရဲ့အရှိပတ်စမ်းချောက်ကလေးထဲမှာအေးဆောင်ဂျိုးထောင်းနေတယ်။အေးဆောင်ကဂျိုးကင်ကိုကြိုက်တဲ့နေသူဂျိုးထောင်ရတာကိုလည်းဝါသနာကြီးလာတယ်။အေးဆောင်ကဂျိုးထောင်ထားပြီးပဒံညွတ်လှုပ်နေတယ်။ဂျိုးထောင်ထားတဲ့ဘက်ကဖြိုးဖြိုးဖြန့်ဖြန့်အတံများကြားရတယ်။လူထောင်ထားတဲ့ငှက်ကိုစွန်တဲ့ဂျိုးသိန်းများကဝင်ရလူရက်တက်တာကြောင့်အေးဆောင်ကမန်ကန်ပြေးလာတယ်။ဟာဟာမလောက်ပါနဲ့။လောက်တယ်။ တော်ကိုကျိုးနဲ့တုပ်ပြီးတိုင်မှကတ်ချီထိုင်တော်ကြိုက်မလားကျိုးထောင်ငါးထောင်ချင်းကိုညာသွဲမကြိုက်ချောင်းကိုအဲ့ဒီအချိန်ကလေးကပင်သူတိခဲ့တယ်အခုတူမကြိုက်တဲ့ကျိုးထောင်နဲ့ညွတ်အကြောင်းကိုပြောလိုက်ရင်မယားမီကနိုင်ချင်နေတဲ့ဒီမင်းကလေးအကျွမ်းပြောစရာအကြောင်းတစ်ခုလှုပ်ဆောင်ပေးရရောက်ချင်မယ်အေးဆောင်ခေါင်းကုတ်တယ်ခေါင်းကုတ်မနေပါနဲ့ကျုံမသိဘူးမှတ်နေရလားငါကောင်ကငါကုတ်တာဘာဖြစ်တော့ငါကုတ်တာသဘောမှန်ကြရင်နင်ကုတ်ပေးမြသွဲကမဲ့ပြတယ် ဝေးပါသေးတယ်အဲ့ဒီလိုလဲပြောတယ်တော်ကငွေအိုးနဲ့ကြက်ကိုမှားပြီး မခေါ်ပဲနေတာမဟုတ်လားမသိဘူးဟာမသိဘူးညာသွေးပြောတဲ့ဇကားတွေကိုအေးဆောင်တလုံးမှနားမလည်တာကြောင့်လမ်းမရှိတဲ့သုံးဘော်ကိုတွားရောက်ထိုင်းနေတယ်ညာသေးကလမ်းလေမှာရပ်မနေခဲ့ပဲတစ်သုံးဘော်ကိုလိုက်ထိုင်နေဘာကိုမသိတာတော့နေပြောတာကိုဘာတခုမှငါမသိဘူးတော်ဘလောက်ပဲဘူးခံဘူးခံကျိုးကတော့ပြောရမှာပဲ။ ညာသွယ်ကအေးဆောင်နဲ့လက်တကန်းအကွာကိုရွှေ့လာပြီးအေးဆောင်ကိုလှမ်းဆွဲတယ်။သူ့ဘက်ကိုမျက်နှာလှဲ့ခန်းတယ်။ဟိုမှာနဲ့မှာငွေဦးလှဲရပြီးကြည်နေတယ်။ကြည်ပါစေပခုံးကန်နာဘာဖြစ်တယ်တော့။ຢာထဲမှာမဟုတ်ဘူး။ຢာထဲမှာဆိုရင်နေ့အဖေကလွယ်ပြီးတခြားလူမရှိဘူး။ခုဥစ္စာကလမ်းလေးစုံလေးกว่าတော်မပြောခင်ကလေးကတိတယ်နားလေလား။ရန်တွေ့တဲ့ပုံနဲ့မြတ်တွေကရင်ကော့ပြီးပြောတယ်။အေးဆောင်ကတစုံတရာပြန်မပြောဘဲစိုက်ကြည့်နေတယ်။ ကြည်ရင်ကြည်ရင်နဲ့တော်တော်စွာတဲ့မင်းကလေးပါလားလို့သဘောပေါက်တယ်။ဒီမဲ့ကိုအေးဆောင်စေစေကြည်နေစဲမှာခေါ်ရကြအေးဆောင်မော့ကြည့်တယ်။ကြုံမေးတာကမဖြစ်နိုင်လို့တော်ပြောတောင်ပြောလုံမနေနဲ့လေ။ကျုပ်ကဘာလို့မမြင်ချင်းရောက်ဆောင်သွားတာတော့။အေးဟာနင်ပြောတဲ့တမုတ်တပတ်ရေအုပ်တပတ်ကလည်းဆိုင်းထန်းထဲမှာတွေ့ရတယ်။ဒါကြောင့်နင်ပြောတာအမှန်ပဲဖြစ်ရမယ်။အမဲအမဲကျုပ်ကတော့ကိုဘယ်တော့ကလိန်ဘူးလို့လေ။ညာတွေကပြောပြောဆိုဆိုနဲ့ အေးဆောင်ကိုတွန်းပြတယ်။အေးဆောင်တပ်ဖက်ကိုရိုင်းသွားတဲ့အခါလက်ကိုစောင့်ဆွဲတယ်။သူ့ဘက်ကို အေးဆောင်ရောင်းလဲလာတော့ဘူးကပ်ပြီးအတင်းဆွဲထူတယ်။အေးနော်။ယာထဲမှာမဟုတ်ဘူး။လမ်းသွားလမ်းလာတဲ့မြင်ရင်မကောင်းလို့ငါတရီပေးထားတာနော်။တရီပေးထားတော့ဘာဖြစ်တော့။ဟဲ့လမ်းလေကောင်မဘဲကလင်မယာရန်လာပြီးတော့ဖြစ်နေလဲလို့ထင်နေကြရင်နေမဲနဲ့နာမ။ဒါကြောင့်တရီပေးတာ။ဟဲ့လေ။ကိုရင်ပတ်အောင်ရက်တဲ့လေ။ ညာတွေကအေးဆောင်ကိုထုတယ်လိန်ဆွဲတယ်ယာသူမရဲ့လက်သေးဖြစ်ပေမဲ့ယာသမားရဲ့အသားကိုမထိရောက်လိန်ဆွဲရမှလည်းတင်းရနေတဲ့ကြွက်သားတွေမှာအစီပြန်နေတဲ့အတွက်ချော်ချွတ်နေတယ်စင်စစ်အပြည့်အေးဆောင်ကိုညာတွေထူရိုက်ကြိုက်ဆွဲလိန်ဆွဲတာမှအကျင့်ပါနေပါပြီခရိုးတစ်ခုသားခြားတဲ့ယာနကတ်ထဲမှာတတူရသူတန်မာပြက်လက်သူနှစ်ယောက်လွတ်လပ်စွာ တွေ့ကြတယ်အေးဆောင်ကအဖို့မပါသေးကများတယ် ။မြားသွေရဲ့အဖေကအဖေဖြစ်ဒီကများတယ်။ဒါပေမဲ့သမီးပြိုကိုနွားကြောင်တကယ်တော့စောင့်ကြည့်နေခြင်းမျိုးမဟုတ်ပါ။မြားသွေကံကောင်းတယ်။အပြိုကလေးနဲ့လူပြိုလေးမို့ချက်ကြကြိုက်ကြပေမဲ့မြားသွေကမှဲ့မစွန်။ဒါကြောင့်လဲမြားသွေရဲ့အမေတော်များကအေးဆောင်အားအသေးအလဲယုံကြည်ခြင်းဖြစ်တယ်။မြားသွေရဲ့အဖေဦးတက်ကလည်းမယုံသင်ကစိတ်မမွေ။ဒါကြောင့်မြတ်သွေကအေးဆောင်ကိုထင်တယ်လို့လှည့်ခြင်းဖြစ်တယ်။မြတ်သွေက သူကမြတ်တာမခတ်ပဲအေးဆောင်ကကြည်လာတဲ့အခါရင်ထဲကစိတ်ပြီးကြောက်လာတယ်။အထူးအရာရက်တယ်။ရေထဲမှာလူချင်းတွေ့ပါလျက်နဲ့ကျုပ်ကမခေါ်တာဘာဖြစ်လို့လဲသိလား။ကိုကိစားကိုသူကိစားလုပ်ပြီးပိုင်စိုးပိုင်နေမေးတဲ့အခါအေးဆောင်ကပြောပါပြောပါငါကနင်မဟုတ်လား။အဲဒီလိုမေးလိုက်တယ်။ဂျိုးထောင်တာခါထောင်တာကိုကျုပ်မကြိုက်မှန်းသိပေမဲ့တိတ်တိတ်ကလေးလုံနေတာမဟုတ်ဘူးလား။နင်ကဘသူပြောတာလဲ။ဘသူပြောပြောပါတော့ တော်ကကြောက်မသိဦးထင်းပြီးညသုံးဖုံလှုပ်ထားတယ်။ကဲဘာပြောမလဲ။အဲ့ဒါနဲ့နင့်ကိုငါမခေါ်တာနဲ့ဘာဆိုင်လို့တော့။မြတ်သွဲရဲမောတယ်။အေးဆောင်ကိုတွန်းလာတိုးလာနဲ့လှုပ်ပြန်တယ်။အေးဆောင်ကမြတ်သွဲလှုပ်တဲ့မြောက်ကိုအယုတ်တယုတ်တဖွဲခံနေရကမြတ်သွဲရဲ့လက်နက်ဖက်ကိုဖမ်းဆုပ်ထားလိုက်တယ်။လွတ်နော်။လူတွေမြင်သွားမယ်။အေးဆောင်ရေမောသွားပြီမှမလို့။ဂျာထဲမှာလှုပ်တယ်လို့ထူလားရိုက်လားလှုပ်မနေနဲ့။ ဒါကရတယ်မဟုတ်ဘူးလို့ငါပြောနေတော့ငါအရေးမလုပ်ဘူးအခုမှလူတွေမြင်သွားမယ်တဲ့ညာတွေရဲ့ပြက်ချော်ချော်မျက်နှာလေးကတီယာကနေနီးလာတယ်အေးဆောင်ကသူ့ဖမ်းဆုပ်ထားတဲ့လက်နက်ဘက်ကိုလွတ်တယ်လောက်ရမှာရိုးရိုးမလို့ပစ္စည်းတစ်ခုကိုလွတ်ပြစ်သည့်ပုံမျိုးနဲ့လွတ်ပြစ်ခြင်းပြက်တယ်ဂျိုးထောင်နဲ့ညက်သုံးဖုံကိုငါလုတ်တယ်လို့နင့်ကိုဘသူပြောတာတော့မျက်ဆောင်သာထိုးတယ်ညာတွေမဖြေနေမဖြေလဲငါသိပါတယ်ညာတွေရငွေဦးပါ ငွေအိုးမဟုတ်ဘူးငွေအိုးမဟုတ်လို့တင်းကုတ်တဲကိုဝယ်နိုင်တဲ့သူငွေအိုးပဲရှိတာပဲအေးဆောင်ကစိတ်ပါဝင်စားလာတဲ့နေသူညတွေကလည်းညနာအနီးပြောက်ပြီးပုံမှန်ပြန်ဖြစ်လာတယ်တော့ညွတ်တွေတွေကတဖုံပြောက်သွားတော့ငွေအိုးယူတဲ့ချင်းပြီးငွေအိုးကိုစိတ်ဆိုးရကကြက်ကိုမခေါ်တာမဟုတ်ဘူးလားအေးဆောင်ကညတွေအားအန်အော်တကြီးကြည့်မိတယ်ညွတ်တဖုံပြောက်သွားတာသူဘယ်လိုလုပ်သိတာတော့ငွေအိုးပြောတာလားတွေးရပြီရေရင်းကိုငါရောက်ရောက်မြောက်ရောက် ငါဘာသာငါရှင်းလို့မရသေးခင်မှာဘဲကညွတ်တဖုံကလာပြီးပျောက်နေရတာတော့ယူးချင်ပြီဟေ့ယူးချင်ယူးလေညွတ်တဖုံပျောက်တာတော့စိတ်ထဲကဝင်ခန့်နေတာပဲဟုတ်တယ်အဲ့ဒါကိုငွေဦးခိုးတယ်ထင်းနေတာလက်ဆက်တတော်တခိုးကအေးဆောင်ကိုထူရောက်ကိုဖဲသွန်းထုတ်ခဲ့တဲ့မြတ်တွေကတစ်သုံးပေါ်မှာဆင်းပြေရမှန်းသိသွားတယ်ကျုံမသိဦးထင်းပြီးညွတ်တွေကိုလှုပ်မနေနဲ့ကျုပ်သိရဲဆိုတာတော်သိစေချင်လို့ညွတ်တဖုံယူးပြီး ဖွဲနူအိတ်ထက်ကိုပြတ်ထည့်ခဲ့တယ်မခိုးဘူးညွတ်တဖုံမပြကြောင်သိရတဲ့အတွက် အေးဆောင်ဝမ်းသာသွားတယ်အမေမေတော့ငွေအိုးလာတယ်ပဲပြောပါလားကျောက်ကငွေအိုးနဲ့ကပ်ပြီးတိတ်တိတ်ကလေးပါလာတာနင်တို့မောင်နှမဘာလာလောက်ကြတာတော့ငွေအိုးက ခွားလောက်လေးခိုးတယ်ကျောက်ကညွတ်ကိုနေရာရွှေ့ထားတယ်ငွေအိုးကအမေကြီးဘာချက်လဲမေးပေမဲ့ကျောက်ကတော့မြုံနေတယ်အေးဆောင်ရမပေါ့ပါသွားတယ်အဲဒါကြောင့် ငွေအိုးရဲ့ရေစီလဲဘွမ်းနစ်နေရာကို ပေါ်ပါစွာပြေးလွှားချင်းကပ်သွားတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးစရာစင်ဖြူကျွန်းအောင်သိန်းရေးသားကြတဲ့ဂျိုးထောင်နဲ့ညွတ်တော်ဖုံဇာတ်လမ်းလေးကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အားပေးနှားဆင်ခဲ့တဲ့ပရိသတ်များအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်။